ကလာပါနှစ်ချင်းခရိယံအတင်းတော်တနှစ်တာတမကျန်းစာဖတ်ရှုခြင်းအစီအစဉ်မှာကြိုဆိုပါ၏ယေရမိနာဂတိကျမ်းခန်းကြီးခုနှစ်အပိုင်ငယ်1မှ34သာဝရပြာဤအထံတော်ကနှုတ်ကပတ်တော်သည်ယေရမိတို့ရောက်လာ၍ သင်သည်ဗိမှန်တော်တကားဝ၌ရက်လျက်ကြွေးကြော်ရမည်စကားဟုမူကားထာဝရဖျားကို ကိုးကွယ်ခြင်းကဤတကားတို့အတွင်းသို့ဝင်သောယူဒအမျိုးသားအပေါင်းတို့ထာဝရဖျားဤနှုတ်ကပတ်တော်ကို နားထောင်ကြလော့ဤဣတရေလအမျိုးဤဖျားသခင်ကောင်းကင်ဘုခြေအရှင်ထာဝရဖျားမိန်တော်မူသည်ကသင်တို့ဘာသာတည်းလေးနှင့်သင်တို့အကျင့်များတို့ကို ပြုပြင်ကြလော့တို့ပြုလျင်သင်တို့ကိုဤအရ၌ ငါနေစီမြည်ဤဒီကထာဝရဖျားဤဗိမ္မာန်တော်ထာဝရဖျားဤဗိမ္မာန်တော်ထာဝရဖျားဤဗိမ္မာန်တော်ဖြစ်တည်းဟုမှုသာစကားကိုပြောတော်သူတို့၌မမီဝဲကြနှင့်တင်တို့ဘာသာတလေးနှင့်တင်တို့အကျင့်များတို့ကိုစုံလင်စွာပြုပြင်လင်၎င်းအမှုသည်ခြင်းတို့ကိုတေချာစွာတရားသဖြင့်စီရင်လင်၎င်းဧည့်သည်အာခန္တုမိဘမရှိသောသူငယ်မုတ်ဆိုးမကိုမနှင်းစေ အပြစ်မရှိသောသူ၏အသက်ကိုဤအရက်၌မသက် ကိုအကျိုးကိုဖျက်၍အခြားတပါသောဖျားတို့ကိုမချင်းကပ်ဘဲနေလျင်၎င်းတင်တို့ဘိုးဘေးတို့အားငါသည်အစင်မပြတ်ပေးသောပြည်ကြီးဟူသောဤရထာနာ၌တင်တို့ကိုငါနေစီမည်အကျိုးမရှိဘဲမုသာစကားကို ပြောသောသူတို့၌တင်တို့သည် ခိုလုံကြ၏တင်တို့သည် သူ့ဥစ္စာကိုခိုးလျက် လူအသက်ကိုတတ်လျက် သူ့မယားကိုပြစ်မာလျက်မဟုတ်မမှန်ပဲကျိန်ဆိုလက်ဘာလဖျားရှိ၌နန့်တာပေါင်းကိုမီးရှို့လျက်ကိုမတိဘူးသောအခြားတပါသောဖျားတို့နောက်သို့လိုက်လျက်နှင့်ငါဤနာမဖြင့်တမှုသောဤအိမ်တော်၌ငါရှိမှဝင်၍ရက်လျက်ဤယောရှာဝေသောအမှုအလုံးစုံတို့ကိုပြုသောကြောင့်အကျွန်ုပ်တို့သည်ကဲနှုတ်တော်မူခြင်းကျေးဇူးတော်ကိုခံရပါပြီဟုရှောက်ကြကြမည်လော ငါအိနာမဖြင့်သမုတ်တော်ဤအိမ်တော်ကိုတင်တို့သည်ဓမြတွင်ကဲ့သို့ထင်ကြသလောဤအမှုကိုငါကိုယ်တိုင်မြင်ပြီဟုသာရဖြာမိန်တော်မူ၏ရှေးဥစွာငါဤနာမကိုငါတီစေသောအရက်ရှိလောရွာ၌ရှိသောငါအရက်ဌာနသို့တွား၍ငါဤအမျိုးဣတရေလလူတို့၏အပြစ်ကြောင့်ထိုအရက်ကိုအဘယ်သို့ငါပြုတ်ဘူးသည်ကို ကြည့်ရှုကြလော့ ခုတွင်ထာဝရဖျားမိန်တော်မူသည်ကတင်တို့သည်ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်းငါသည်စစောထား၍အထက်ထက်ပြောတော်လဲတင်တို့သည် နားမထောင်ငါခေါ်၍တင်တို့သည် မထူးသောကြောင့်၎င်းရှီလောရွာကိုငါပြုတကယ်သူငါဤနာမဖြင့်တမုတ်တော်တင်တို့ခိုလုံသောဤအိမ်တော်တင်တို့နှင့် ဘိုးဘေးတို့အားငါပေးသောအယတ်ဌာနကိုငါပြုမည်တင်တို့ညီအကိုအေဖရင်အမျိုးသားရှိသမျှတို့ကိုငါနှင်ထုတ်တကယ်သို့တင်တို့ကိုငါထံမှငါနှင်ထုတ်မည်တင်ဒီလေဤလူမျိုးအဖို့ပထနာမပြုနှင့်သူတို့အဖို့အော်ဟစ်ခြင်းဆုတောင်းခြင်းကိုမပြုနှင့်ငါကိုမသွေးဆောင်နှင့်တင်းဤစကားကိုငါနားမထောင်သူတို့သည်ယူဒမြို့များ ယေရုရှလင် လမ်းများတို့၌ပြုကြသော အမှုကိုမမြင်သလောငါကိုနှောက်ရှက်မိအကြံနှင့်ကောင်းကင်မိဖုရားအဖို့မုံပြားတို့ကိုလှုပ်၍အခြားတစ်ပါးသောဖုရားတို့ရှေ့မှတွန်းလောင်းရာပူဇော်တကားကို ပြုခြင်းကတားတို့သည် ထင်းခွေကြ၏အပါတို့သည်မီးထဲ့ကြ၏မိမတို့သည် မုံနေကြ၏ ထိုတို့ပြု၍ငါကိုနှောက်ရှက်ကြသလောမိမိတို့မျက်နာကိုဖြက်မိအကြောင်းမိမိတို့ကိုယ်ကိုယ်သာနှောက်ရှက်ကြသည်မဟုတ်လောဟုထာဝရဘုရားမိန်တော်မူ၏တို့ဖြစ်၍အရှင်ထာဝရဘုရားမိန်တော်မူသည်ကားဤရ၌ရှိသောလူ တရိတ်ဆန်တစ်ပင်မြေအသီးအနှံအပေါ်မှာငါသည်ဒေါသအမျက်မီးကိုတွန်းလောင်း၍ထိုမီးသည်မငိမ့်ပဲလောင်လိမ့်မည် ဣဒရေလအမျိုး၏ဖျားသခင်ကောင်းကင်ဘုခြေအရှင်ထာဝရဖျားမိန်တော်မူသည်ကားတင်တို့မိရှုရာရစ်များကိုအခြားသောရစ်များနှင့်အတူထား၍အမဲသားကိုစားကြလော့အကြောင်းမူကားတင်တို့ဘိုးဘေးများကိုအေဂရုပြည်မှငါနှုတ်ဆောင်သောအခါမိရှုရာရစ်အဆရှိသောရစ်များအတွေ့သူတို့ကိုငါမှားထားသည်မဟုတ်ငါမှားထားသောအရာဟုမူကားငါစကားကိုနားထောင်ကြလော့ တို့ပြုလျင်ငါသည်တင်တို့ဤဖျားသခင်ဖြစ်မည်တင်တို့သည်လည်းငါဤလူမျိုးဖြစ်ကြလိမ့်မည်တင်တို့သည် ကိုအကျိုးကိုစောင့်လို့သောငါငါစီရင်သည်မသော တရားလမ်းသို့လိုက်ရကြမည်ဟုမှားထား၏တို့ရာတွင် သူတို့သည်နားမထောင်နားကိုမလှဲ့ဘဲဆိုးညစ်သောနှလုံးခိုင်မာသည်နှင့်အညီကြင်ကြံပြုတ်မှု၍မျက်နှာမပြုတ် ကြောခိုင်းလျက်နေကြ၏တင်တို့အဘများသည်အေဂုတ်တုပြည်ကထွက်သွားသော နေ့မှစ၍ယနေ့တိုင်အောင်ငါသည် နေ့တိုင်းစောစောထ၍ငါဤကျုံပရောဖက်အပေါင်းတို့ကိုတင်တို့ရှိရာသို့အထက်ထက်စေလွတ်တော်လေတင်တို့သည်ငါစကားကိုနားမထောင်မနာမယူဘဲနေ၍မိမိတို့လယ်ဘင်းကို ခိုင်မာစေသဖြင့်အဘများထက်တာ၍ဆိုးသွမ်းကြ၏ သင်သည်ဤစကားအလုံးစုံကိုသူတို့အားပြောတော်လဲသူတို့သည်နားမထောင်ကြခေါ်တော်လဲမထူကြတို့ဖြစ်၍သင်ကလည်းဤလူမျိုးသည်မိမိတို့ဘုရားသခင်ထာဝရဘုရားဤစကားတော်ကိုနားမထောင်ဆုံးမ၍မနိုင်သောအမျိုးဖြစ်၏တစ္ဆာစကားကိုမပြောတစ္ဆာပြတ်သောအမျိုးဖြစ်သည်ဟုသူတို့အားပြောဆိုရမည်သင်ဤတစ္ဆာစပင်ကိုရိပ်၍ပြစ်လိုက်လော့ မြင့်သောအရက်၌မြည်တမ်းခြင်းကိုပြုလော့အကြောင်းမူကားသာရဖျားသည်မိမိလူမျိုးကိုပယ်တော်မူပြီးအမျက်တော်တင့်ရောက်သော အမျိုးကိုစွန့်ပစ်တော်မူပြီးသာရဖျားမိန်တော်မူသည်ကားယူဒအမျိုးသားတို့သည်ငါရှိမှသိုးသောအမှုကို ပြုကြပြီးငါဤနာမဖြင့်တမှုသောအိမ်တော်ကိုညှဉ်းညူးစေခြင်းကယွန်းရှားပွဲသောအရာတို့ကိုတွင်းထားကြပြီးငါမမှားထား ငါအလင်းအလိုမရှိတော့လဲသူတို့သားသမီးများကိုမီးရှို့ခြင်းကဟိန်နှုံသားဤချိုင်း၌ရှိသောတောဖက်ကုန်းတို့ကိုတည်ကြ၏တို့ဖြစ်၍ထာဝရဘုရားမိန်တော်မူသည်ကားထိုချိုင်းကိုတောဖက်ချိုင်းဟု၍မခေါ်ဟိန်နှုံသားဤချိုင်းဟု၍မခေါ်ကိုမြေရချိုင်းဟု၍ခေါ်ရသော အချိန်ကာလရောက်လိမ့်မည်တောဖက်၌မြေလွတ်မရှိသည့်တိုင်အောင်တကြိုကြလိမ့်မည်ဤလူမျိုးအသေးကောင်တို့သည် မိုးကောင်းကင်ညှက်နှင့်တောသားရဲစားเสียဖို့ဖြစ်ကြလိမ့်မည်ထိုတရိတ်ဆန်တို့ကိုအဘယ်သူမျှမမောင်းရယူဒမြို့များယေရုရှလင်လမ်းများတို့၌ဝမ်းမြောက်ဖွယ် သောအတန်ရွှင်လန်းသောအတန်မင်္ဂလာဆောင်တတို့သားအတန်နှင့်မင်္ဂလာဆောင်တတို့သမီးအတန်ကိုငါဆဲစေမည်တပြည်လုံးသည်လူစိတ်ငြိမ်ရာအရက်ဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။ဇာနာယသူအလုံးပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။ போ စင်မြဲချစ်တော်မူ၍လမ်းပြအုပ်စိုးတော်မူသောထာဝရရှင်ဘုရားသခင်ဘုရားသခင်ရဲ့ကျေးဇူးတော်ပေါင်းကိုရည်အတွက်ချီးမွမ်းပါရယ်။တညတာနှစ်ချိုက်စွာအိဆက်ခွင့်နှင့်အတူတာယာရဲနဲ့နတ်မှာကျမစွာနုထသက်ရှင်ခွင့်ဤတာတိတ်ကိုဝင်စားရခြင်းခွင့်ကိုဘုရားရှင်ပြည့်စုံပေးသီးတာမကနှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်ရခြင်းအခွင့်တော်လည်းပဲအထူးပင်ကျေးဇူးတင်ပါရယ်။ဒါသမီးတို့ဆင်ခြင်ဖတ်ရှုရတဲ့နှုတ်ကပတ်တော်အဖြစ်အသက်တာမှာအမှန်တကယ်ပဲဆင်ခြင်ပြီးတော့မှခွန်အားယူလျက်လိုက်လျှောက်သက်ရှင်နိုင်သောသူများဖြစ်စေဖို့မာစာကောင်းချီး ြီးပေးသနာတော်မူပါတင်ယူရန်တင်ကန်းစာများကိုလည်းပဲတင်ကန်းစာယူပြီးတော့မှဘဝအတ္တတာမှာ၆လန်းနိုင်စေဖို့ရန်အတွက်လည်းပဲခွန်အားများကိုဖျားရှင်သွန်သောပေးသနာတော်မူပါပရောဖက်ယေရမိထံသို့ရောက်လာတဲ့နှုတ်ကပတ်စကားအတိုင်းပဲဒီနေ့ဣသရေလအမျိုးတို့သည်လေပင်ခိုင်မာသော အမျိုးဖြစ်သည့်ဤတူနှလုံးခိုင်မာသော သူများထရပ္ပြာဤစကားကိုနာခံခြင်းအားနေသောသူများအဖြစ်နှင့်ဖော်ပြသည့်ဤတူ သာသမီတို့ရဲ့ဘဝအတ္တတာထဲမှာ နှလုံးခိုင်မာသောသူလည်ပင်ခိုင်မာသောသူများမဖြစ်ပဲနဲ့သာရဖျားဤစကားကိုအစဉ်အမြဲနာခံသောအတ္တတန်နဲ့အသက်ရှင်လိုက်လျှောက်သောသူများအတီးတီးဖြစ်စေဖို့ရန်အတွက်ဘုရားရှင်သာသမီတို့ကိုတွင်တင်တော်မူပါမည်အကြောင်းတပါတိသောသားတော်တခင်ယေရှုခရစ်တော်ဘုရားနာမကိုမြှင့်ပြု၍အလွန်ယူသေးစွာဖြင့်ဆုတောင်းဆက်ကတောင်းလျှောက်ပါသည်ဘုရားအာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာကရုဏာကျေးဇူးတော်နှင့် မေတ္တာဖွဲ့လေလမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်